မြန်မာနိုင်ငံသားတင်မောသားများပါသောကုန်တင်တင်မောတစီမီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီးမြန်မာနိုင်ငံသားတဦးပါဝင်၄ဦးပျောက်ဆုံးနေ2025ခု6လပိုင်း9ရက်နေ့တနင်္လာနေ့နေ့လယ်ချိန်အိန္ဒိယနိုင်ငံပိုင်ရေပိုင်နယ်တွင်ကိုလံပိုမှမွန်ပိုင်းကို သွားနေတဲ့ချိန်ကူရာလာစိုက်ကန်းနီး80ကီလိုမီတာကွာမှာဖြစ်ပွားခဲ့တာပါတင်မောမီကဂျန်ဟိုင်း903မှာပောက်ကွဲပြီးမီးလောင်တာပါ 2005ခုကရေချခဲ့တဲ့စင်ကာပူအလန်တင်တင်မောဖြစ်ပြီးတော့တင်မောသား22ယောက်မှာ16ယောက်ကိုကယ်တင်ထားပြီးဒဏ်ရာပြင်းသူများပါရလို့သိရပါတယ်ဒီပေါက်ကွဲမှုကြောင့်ကုံတစ်တာအလုံး40ကျော်ရေထဲပြုတ်ကျသွားပြီးတင်မောသား4ယောက်ပျောက်ဆုံးနေလို့သိရပါတယ်ပျောက်ပျောက်ဆုံးနေတဲ့လူမှာ ထိုင်ဝမ်နိုင်ငံသား2ဦးအင်ဒိုနီးရှားနိုင်ငံသား2ဦးနဲ့မြန်မာနိုင်ငံသား2ဦးတို့ပါဝင်တယ်လို့သိရပါတယ် ြန်မာတင်မောသားများပါဝင်ကြံရှိတင်မောသား18ယောက်ကိုတော့အိန္ဒိယနိုင်ငံရှိ AJ Hospital and Research Center ဆေးရုံတို့ဘေးကင်းစွာရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ပျောက်ဆုံးနေတဲ့မြန်မာနိုင်ငံသားတင်မောသားကတော့ကာပင်တာယာရူလို့သိရပါတယ်။ဗီဒီယိုကတော့အစိုးရတင်မောဘက်မှလိုက်ပါလာတဲ့မြန်မာနိုင်ငံသားတင်မောသားတင်ထားတာကိုယူတင်ထားတာပဲဖြစ်ပါတယ်။